တယ်မောင်းတဲ့ကောင်တွေအကုန်မှားမင်းတို့ပဲမှန်ဒီလိုထုတ်ချင်တာမင်းတို့ကစက်ငါလှုပ်ချင်တာနော်ငါတို့ရှင်ကမင်းတို့နည်းနည်းလေးစားလဲမှာမင်းတို့ကနေသာထိုင်တာရှိမှာဟာလားကိုမေသွေးအံမယ်နော်အလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့အပြစ်မရှိအပြစ်ရှာပြီးတော့ဖန်တက်တဲ့မော်တော်ဘီကယ်နဲ့တက်စီတရားတို့ပွဲကျမ်းထားတဲ့ဗီဒီယိုဖိုင်လေးပါတော်တော်ကိုပွဲကျမ်းထားတာပါဒီကိုပြောတာလေးကိုကျွန်တော်နားထောင်ကြည့်လိုက်ရအောင်ပါဗျအလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ခုတင်ပြရလေးရှိလို့ပါမော်တော်ဘီကယ်ပေါ့နော်မော်တော်ဘီကယ်အကြောင်းလေးပေါ့ဒီင်္ဂလာသေးဈေးတင်ပါဗျာအဲ့ဒါဒီလိုပေါ့ line 3 line ရှိတယ် line 3 line မှာအလယ်လမ်းနေပြီးတော့ကျွန်တော်ကနေလာတယ် line လေးနည်းနည်းပိတ်နေမီးပွိုင်းနေနည်းနည်းလေးတော့တန်းတယ်ကက်ကက်ကြီးတော့ဟုတ်အဲ့ဒါအောက်ကျောရှင်းလို့ကျွန်တော်အောက်ကျောကနေဝင်လိုက်တာဝင်ပြီးတော့မီးပွိုင်းကိုဖျက်တာအဲ့ကောင်လည်းဒဲကျောပဲဝေကျောမဟုတ်ဘူးအဲ့ဒါကိုအဲ့လိုမျိုးဒီလိုပြန်ပြီးဝင်လို့မရဘူးဆိုပြီးအရှိန်ကနေစီးပြီးတော့ဖမ်းတယ်ဗျစီးပြီးတော့ဖမ်းတယ် ဒါအတိတ်ပဲမရှိဘူးမြင်းသေးတဲ့ကြာဘလို့သေးတာလဲလို့မေးတော့မင်းဒီလိုမင်းရင်မောင်းနဲ့ကြာပြီမဟုတ်ဘူးလားတဲ့ဘာညာပြီးတော့မင်းရန်ကုန်မှာနေပြီးတော့ဒါတော့မတည်ဘူးလားဗာသူကပြန်ကောတဲ့ဒိုင်းစင်အတင်းတောင်းတယ်မဟုတ်ဘူးဆရာဒိုင်းစင်ယူရင်ဆရာဖမ်းမှာကြာဘလို့ဒါကျွန်တော်လည်းမမှားဘူးလို့ဆရာဘလို့ဘလို့ဟိုဟာဖြစ်တာကဲမားငယ်တော့ဆရာဟဲ့လားဒါခွင့်လုပ်ပေးလိုက်ပြော်ဆရာမြင်းเจ้าနေရာလဲဘာဆေးရမှာမရှိဘူး မြင်းသေးတယ်မြင်းနီးတယ်ကျတာဘလူးမှလည်းမသိဘူးအဲ့ဒီဈေးအောင်ချိန်မှာဈေးသိချိန်မှာအကုန်လုံးကဒီတိုင်းပဲဖြတ်နေကြတယ်ကျွန်တော်ပြောတာဟုတ်လားဒီလိုပဲသွားနေလာရတယ်။အော်လေးကအဲ့မှာထိုင်ပြီးဖမ်းနေတယ်ဟိုကားကြက်တာကိုကြတော့နော်ဖြည့်ချင်းပေးမဲ့ကောင်တကောင်းမှမရှိဘူးကိုမေကိုကျက်လာအဲ့ကိုမေတော်တော်တင်းတာကျွန်တော်ဘကောမုံလည်းပြောတယ်မရဘူးမလန်းနေလည်းပိတ်တယ်ပြည်လန်းနေလည်းဟိုကအလှူတွေရှိလို့လန်းနေပိတ်လို့ကျွန်တော်တို့လည်းဟဲ့လားဟိုဘောအနေမောင်းပြီးရှောင်းရက်ထွက်နေရတယ်ဆရာကြီးရဲ့ ဟိုဘောနားလဲပေးပါပါရကောင်းကောင်းမွန်ပြောတယ်ခီးတယ်လဲပါတယ်အာမေအဲ့စကားပြောနေတယ်ငါတို့၃နာရီတည်းရတယ်အဲ့ကိစ္စလိုက်လုံနေရတာလဲပင်မန်းနေပြီတယ်ပါညာလုံနေပြီဒါသူတို့ဆောက်လို့သူတို့လုံဘောဟလာဒါမင်းတို့ဆောက်လို့မင်းတို့လုံဘောမင်းတို့မတော်ပြီခဲ့ဆိုလမ်းရှင်းရမယ်ဝင်ကြီးလာလဲမင်းတို့ရှင်းရမယ်တက်ကြွလာလဲမင်းတို့ရှင်းရမယ်မင်းတို့ဆောက်လို့အဲ့ဒါမင်းတို့ဆောက်လို့ကိုမေရဲ့နော်မတော်ပြီခဲ့တယ် ဆောက်လို့မလို့ပြည်သူလူထုကြီးကဘယ်လောက်စားရမလဲကြည်တယ်။မှပြီးတဲ့ကြီးကမှဒီတချောင်းလေးပဲရတယ်9000ပဲရှိတယ်ဆို။အဲ9000ပေးတဲ့ပေါ်တီးပလိန်တောင်းစားရတာဗျာ။ဒီလိုဌာနတွေလားဒီလိုဌာနဆိုင်ရာတွေလား။တချို့ဘော်ဒိုပီကေတွေကလည်းဒါမျိုးဝင်ကိုထိုင်ဖမ်းနေကြတာပါဘော်ဒိုပီကေဆိုတာကလည်းပြပိုက်ဆံကောက်ဖို့ဖွဲ့ထားသလိုဖြစ်နေတာပါတချို့တချို့ဘော်ဒိုပီကေတွေကိုပြောတာပါဗျာနော်ဟမ်အဲ့ကိုနှစ်ပွဲတဲ့ကောထိုင်ဆလိတ်တောက်ပြီးပိုက်ဆံထိုင်သိမ်းနေတပည့်ကဖမ်းနေဗျာ အမဖမ်းနေတာမနေဖမ်းနေတာမှာအကုန်လုံးမြင်းတွေတွေမြင်းဝါတွေပြည်ကျင်လို့ချင်းလဲစီလိုင်းလေးကိုခင်ဗျားတို့ထင်ထင်ရှားရှားလေးဆွဲလိုက်လေစီလိုင်းမဆွဲတော့ဘာစီးမှလည်းမရှိဘူးအဲ့ချိန်မှာအဲ့တော့တို့ဖမ်းနေတယ်လို့စွတ်ဖမ်းတယ်လိုင်စင်သိမ်းလို့ရတယ်မှာလုတာတော့အာပြောပုံရရက်ဆက်တယ်ဗျဟမ်မင်းတို့ပဲမှန်တယ်ဟဲ့လားမင်းတို့ပဲမှန်နေတယ်အကုန်လုံးကငါတို့ကပဲမှားတယ်မောင်းတဲ့ကောင်တွေအကုန်မှားတယ်မင်းတို့ပဲမှန်တယ်မင်းတို့ဖမ်းခြင်းဖမ်းတယ်လွတ်ခြင်းလွတ်တယ် လမ်းစီကဲရပြောမယ်ဆိုရင်တော့ဒီအကိုမှားတယ်လို့ထင်ပါတယ်ဒါပေမဲ့လမ်းအမှတ်အသားမရှိဘူးဆိုရင်လည်းဥပဒေအရဘာမဝင်ဘူးလို့လည်းသိရတယ်ဗျကျွန်တော်မှလည်းကားမရှိဘူးဆိုတော့လမ်းစီကန်းလေးတော့တိတ်ပြီးတော့နားမလဲပါဘူးတချို့ပြောတာလေးတွေကြားဘူးတာပါဟုတ်လားမဟုတ်လားတော့မသိပါဘူးနော်ဟမ်ငါတို့ကြီးကမင်းတို့နည်းနည်းလေးစားလဲမှာမင်းတို့ကနေသာထိုင်တာရှိမှာဟာလားပုံမေးအံ့မယ်နော်သွေးအံ့လေးမယ်တိလား ငါတော်တော်တင်းသွားတာနော်မင်းတို့ငါတော်တော်ငါတော့ဒီလိုထုတ်ချင်တာမင်းတို့ငါစက်ငါလုတ်ချင်တာနော်ခမေကိုကာသမားတွေပြောနေတဲ့စကားလေးတစ်ခုရှိပါတယ်ဗျအဲ့ဒါကဘာလဲဆိုရင် မီးပွိုင်းပြက်ရင်သူတို့မရှိဘူးတဲ့မီးပွိုင်းကောင်းလို့ဒီမီးဝဖြတ်မဲ့ကားကိုထိုင်ဖမ်းနေတယ်တဲ့အဲ့ဒီစကားလေးကြားဘူးပါတယ်ဗျဟုတ်လားတော့မသိပါဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒီအကူနဲ့မော်တော်ဘီကယ်ဘယ်သူကမားနိုင်လဲ ျွန်တော်မြန်မာပြည်ကမော်တော်ပီကယ်တွေရရောတိုင်းပြည်အတွက်စေတနာမှန်မှန်နဲ့တကယ်အလုံးလုံးနေကြသလားမိတ်ဆွေတွေရဲ့ထင်မြင်ချက်လေးတွေကိုလည်းမှတ်ချက်ရေးပေးသွားကြပါဦးဗျာ